1969ခုနှစ်နိုဝင်ဘာလထုတ်ငွေတိုင်ရီမဂ္ဂဇင်းတွင်တာရုရေးလိုက်သောတာရုဤမင်္ဂလာဆောင်ဝတ္ထုကိုအကြောင်းပြု၍တာရုနှင့်အလွန်ခင်မင်းရင်းနှီးသောမိတ်ဆွေဇနီးမောင်နှံတစုံပေါက်လာကြသည်။သူရောက်လာကြသည့်အကြောင်းရင်းဒီကဆိုရင်မမေဘာကိစ္စပဲဖြစ်ဖြစ်မမေကိုဖွင့်ပြရမယ်လို့မမေမှားထားတယ်ဟုတ်လား။အေးပေါ့နောက်ဆုံးရည်စားထားတာတော့မမေကို အသိပေးရင် ဘာပဲဖြစ်ဖြစ်မမေကကောင်းတဲ့ထက်ကောင်းအကြံဉာဏ်ပေးနိုင်တာပေါ့ကပြက်ကရဲ့မလုပ်ဘူးလို့မမေဂရိပေးထားတာပဲအသက်40ကျော်အရွယ်တို့ပင်ရောက်နေပြီဖြစ်တော့လေအမှန်မသိသူများအဖို့၌မတ်ဝင်းဖြူကို35နှစ်ထက်ပို၍အသက်ကိုခက်မှန်ကြလိမ့်မည်မဟုတ်နာမည်နဲ့လိုက်ရောညီစွာ ဖြူသောဝင်းသောအရွယ်လဲတင်နေသေးသောမတ်ဝင်းဖြူသည်တမိဖြစ်သူပြောလာသောစကားကိုဒုလင်းဖြင့်တွေ့တွေ့ထိတ်ထိတ်နှင့်အရေးအကဲကြည့်နေမိ၏ ဒါပေမဲ့မေမေတမီမိမြူအပြစ်တစ်ခုကျူးလွန်ထားတယ်။မိမြူစကားကြောင့်မဝင်ဖြူအလန့်တကြားထိတ်သွား၏။အဲ့ဒါတမီမိမြူဖွင့်ပြောရမှာကြောက်တာနဲ့ဟိုဟိုတမီမိမြူမှာချစ်သူရှိနေတဲ့အကြောင်းဟင်းမဝင်ဖြူသည် ထူထူပူပူဖြစ်သွားသည်ထင်ရ၏။ဟုတ်တယ်မေမေအဲ့ဒါခု သူကဒီသတင်းကြွမှာလက်ထက်ကြပါစို့တဲ့အဲ့ဒါမဝင်ဖြူရုတ်တရက်ဘာတခုံးများမပြောနိုင်ဇောကျေကလေးဖြိုင်လာ၏စိတ်ထဲရှိသည့်အတိုင်းဆိုရင်မျက်လုံးမျက်စံပြုဖြင့်ရှူးရှူးရှားရှားထားရမိမိဖြစ်တော်လေသူကိုယ်တိုင်ကဤလိုကိစ္စမျိုးတွင်ကြက်ကြက်ရဲ့မလုတ်ပါဟုဂရိပေးတာဒီတကြောင်ယခုခေတ်အပြူလူပြိုးတို့မှာကြမ်းတမ်းတင်းကျပ်စွာဆုံးမ၍မရနိုင်သည်ကတကြောင်တို့ကြောင့်မဝင်ဖြူအန်ခဲ၍မနှဲကြီးမျိုးတိတ်နေရရှာ၏ နို့ဘဲကတငယ်လေးမမျိုးမမေမသိရဘူးလားခုအဲ့ဒါတမီမိမျိုးဖွင့်ပြောမလို့ပေါ့မမေဟိုတမီတို့အကြောင်းကကုကုမောင်ကုကုမောင်မဝင်ဖြူလေတပြင်းဆုပ်ခန်းကိုခတ်အုပ်အုပ်မှုထုတ်လိုက်ရင်ကနို့သူကတက္ကသိုလ်ဆက်မတက်တော့ဘူးလား ။ဆံမွေးဝဲအောင်ပြီးကလေးကအလုရှာနေခဲ့တာခူရပြီတဲ့စပေပိတ်မှန်မှာ။မဝင်ဖြူတွေ့သွား၏။ရီဝေသောမျက်လုံးများဖြင့်မိမျိုးကိုကြည့်ရင်ကသမီးတို့ငဲကြပါသေးတယ်ကွယ်။ပြီးတော့ကိုကိုမောင်ကအလုံဆုံးရရင်126ပေါ့။ကိုအိုကိုအိမ်နဲ့စခန်းသွားကြဖို့ဟာ။သမီးတို့စီမံကိန်းချပြီပါပြီမမေရဲ့။မိမျိုးဒီဒက်ဒက်တောက်တောက်နဲ့တွတ်တွတ်ကလေးဝင်းထောက်လိုက်ကဆက်လက်၍ ။တမီးလည်းကြောင်းထွက်မယ်။လက်နှိပ်ဆက်တင်မယ်။အလုပ်လုပ်မယ်။မထွက်ရဘူး။ပညာဆက်တင်ရမယ်။ဘွေးမရမချင်းလက်မထက်ရဘူး။ဒါပဲ။ပြောလိုက်ချင်းဒီမှာဤသူရင်းသည့်တိုင်မမွင့်ဖြူပါဇက်ပြားမှထိုးစကားများထွက်မလား။အေးလေမမေခုသွားကြလေးရှိသေးတယ်။ညကြမှာထပ်ပြီးဆွေးနွေးကြတာပေါ့။ စနေနေ့နနက်7:00နာရီမဝင်ဖြူသည်တမိမိမြူအား "तू သွားเสียရှိသည်"ဟုပြော၍ထွက်လာသည်မှာ "तू ဤချင်းလင်မိဖြူဤအဖေရှိရာပြင်ကြားရေးဌာနယုံသူဖြစ်လျက်အเจ้าရသည်ကမိမြူဖွင့်ပြော်သောကိစ္စကိုဇနီးမောင်နှံတူတူတိတ်တိတ်ကြည့်၍တိုင်မင်းရန်မဝင်ဖြူနှင့်ကိုကျော်ခိုင်တို့နှစ်ယောက်7:00နာရီခွဲသည်နှင့်ရုံးပေါ်မှတုတ်တုတ်စင်ကလူရှင်းသောမဟာဗန္ဓုလပန်းချံတွင်ထိုင်၍တမိကိစ္စဆွေးနွေးကြသည် သတင်းအကြောင်းဆိုအကုန်သိရသည်နှင့်ကိုကျော်ခိုင်မျက်နှာတပြင်လုံးရဲကနေหนีသွား၏တောက်တစ်ချက်လဲတွတ်တွတ်ခေါက်လိုက်၏အလိုလိုက်အမိုက်စော်ကားဒေါသမကြီးပါနဲ့ကိုကျော်ခိုင်အိမ်ရောက်ရင်လည်းမသိချင်အောင်စောင့်နေပါဘလို့ဖြစ်စေချင်နေဆိုတာကကျမကိုပြောကျမကြည့်ပြီးဖြောင်းမရပါမယ်ထိုနေ့ည8:15ကိုကျော်ခိုင်အစည်းဝေးဟုအင်ဒရီမပြတ်ရှောင်ထွက်သွား၏ အကင်းပလာတော့မိမြူကလည်းသူ့ဘေဘေဆင်းသွား၍တကားပိတ်တန်ကြမှာဘွားကနေပေါ်လာကဖေဖေဘာပြောသေးလဲယတောက်တီတောက်တဲ့ဒီကိစ္စတမိဖေဖေသိရင်ဘာဖြစ်မယ်ဆိုတာရိပ်မိတယ်မဟုတ်လားမိမြူနှကန်းကလေးအီအီကိုခက်နနာဖိချလိုက်ပုံမှာ အတိတ်ပဲပါလာတော့ဤဘာကြီးပဲဖြစ်ဖြစ်ဘသူဘာပြောပြောတမိမိမြူတော့နောက်မဆုတ်ဘူးမမေး ဤသို့ထုတ်မပြောသည့်တိုင်အောင်အသွင်အတိတ်ပဲသည်မေမေရရထိုးတိုင်းပေါ်နေသည်ကိုမှတ်ဝင်ဖြူအကဲ့ခတ်မိ၏။သမီးလည်းသူ့ကိုဘာမှမပြောနဲ့။မှတ်ဝင်ဖြူစကားဖြဲ့၍စကားလုံးအဆက်ဆက်ကိုရှာနေဟန်တွေ့နေပြီးမှမေမေတခုပြောမယ်သမီးနားထောင်မလား။မိမြူမျက်နှာအသာအရာမောလာ၏။မျက်လုံးများကမူသူ့ဤဒူကောင်းစီတွင်တွေ့နေ၏။အဖြစ်ကိုရုတ်တရက်မပေးဂရိဆိုဒီမာကဝေလာဝေး။ မမေတမီးတို့ချစ်ချင်ကိုမခွဲဘူးလေဒါပေမဲ့တမီးတို့ငဲကြသေးတယ်မဟုတ်လားအဲ့ဒီတော့နောက်နေ့သတင်းကြောလောက်အထိစကားကိုရှိမဆက်တော့ပဲမဝင်ဖြူကတမီးမိမျိုးကိုအကဲဖန်နေ၏တမီးတို့အားလုံးခိစားဝဝစီစဉ်ပြကြပြီမမေရဲ့မတားမြစ်ပါနဲ့တော့ဤတားရီတမီးအစရင် ဖော်ပြခဲ့သောတာရုဤမိတ်ဆွေဇနီးမောင်နှံဆိုသည်မှာ ထို့မီတော့ကိုကျော်ခိုင်နဲ့မဝင်ဖြူတို့ကိုဆူလို့ရင်းဖြစ်လျက်သူတို့နဲ့ရောက်ပေါက်လာရသည့်အကြောင်းရင်းမှလည်းဆူခဲသည့်အတိုင်းသူတို့ဤတူဒီတော်ချစ်လာစွာသောတမီကလေးမိမြူကိစ္စဖြစ်၏။ကဲအဲ့ဒါဘလို့ပြောချင်ကြတယ်လဲဘာလို့ပေးရမလဲ။တာရုကမဝင်ဖြူစကားမဆုံးတဆုံးတွင်ကြားဝင်လိုက်သည်ကိုခုနပြောသလိုပါပဲ။ကျမတို့မှာမိမျိုးပြဒနာအုံနောက်ချောင်းနေတော့ဟိုငွေတားကြီးတဲကဥတာလူကြီးတဲ့ဝတ္ထုဖတ်လိုက်ရတာနဲ့ အကြဉျံလေးများရမလားဆိုပြီးလာခဲ့တာပဲ။ဤတွင်တာရုကကြောက်နေပဲဖြစ်တော့ကြိုခိုင်းပဲလဲ၍မင်းတို့ကတော့ဘလို့စိတ်ကူထားတယ်လဲအဲ့ဒီကိစ္စကိုကြိုခိုင်းသည်ဤကိစ္စအတွက်အတော်ကလေးမကြေနပ်တယ်လို့မုံတီတီငုံနေရမှမော်လာပြီ။ငါတော့ကွာဒီကောင်မလေးသူ့ဟာသူလှုပ်ချင်တာလှုပ်ဖြစ်ချင်တာဖြစ်ဖြစ်ထားလိုက်ုံပဲ။မဝင်ဖြူလဲစုကနေနှကန်းစုလိုက်ခါရှင်သာပဲပြော့ပြော့နေတယ် တကယ်လို့မိမျိုးယူမယ်ဆိုတဲ့တငယ်ဟာကိုကိုမောင်မဟုတ်ပဲငွေကြေးချမ်းသာသူရဲ့သားဒါမှမဟုတ်ယာတူကြီးကြီးတခုပိုင်ရှင်ဆိုရင်ရှင်အေးမင်းအနေနဲ့ပိုးပြီးသဘောကျမှာမဟုတ်လားဟုတ်တယ်လေကျမတော့တိုင်းပြည်ရဲ့အထွတ်ထိပ်ကတော့ဖြစ်စေချင်တာပေါ့ဒါပေမဲ့အချိန်လေးကတမျိုးဖြစ်လာတော့ဒီပေါ်မှာပဲမူတည်ပြီးကြော်ခိုင်ငိုင်းနေရာမှာခေါင်းတရရင်ခါတဲ့ကအေးရော အဲ့ဒီအပေါ်မှာပဲမူတီပါ ဖြစ်ချင်ရဖြစ်ပါစေလှုပ်ချင်ရလှုပ်ပါစေသူတိုင်းနဲ့သူကန်ခက်ပါလာကိုကျော်ခိုင်ကဲအဲ့ဒီလိုဖြစ်ချင်ရဖြစ်ဆိုပြီးပြစ်ထားလိုက်ပြီးဆိုပါတော့ဒုက္ခရောက်เสียရရှိတော့ဘယ်သူရောက်မလဲသူရောက်ပေါ့ကျော်ခိုင်ကခက်ဆောင်ဆောင်ထွက်လာတော့အတန်ပြင်းပြောလိုက်ဤအဲ့ဒါပဲကြည့်တော့ဥတာသူရဲ့ပြောလိုက်မှပြင်တွေးတာမဟုတ်တလို့ပဲမင်းသမီးကတွေးတာလို့သဘောထားသမို့လား ကျော်ခိုင်ကခက်ပိုင်ပိုင်မေးလိုက်သဖြင့်မဝင်ဖြူကလည်းအားကြမခင်မျက်နှာထားထန်ထန်ဖြင့်ရှင်ကရှင်းစိတ်နဲ့ရှင်ကိုရှင်ဖြစ်စေခြင်းလို့မဖြစ်ရကောင်းလားဆိုပြီးဒေါသပုံထနေတာမိမျိုးကလည်းသူ့စိတ်နဲ့သူသူဖြစ်ချင်တာကိုသူလုပ်မယ်ရှင်ကကိုကျော်ခိုင်သူကမိမျိုးတူးတလားလူတကူစိတ်တမျိုးတော့ဘသူကောင်းမှုပြောနေတာလဲကျော်ခိုင်ကအနိုင်မခံခက်ထန်ထန်ပြန်မိဟုတ်တယ် မိမြူကောင်းရင်လဲကောင်းမိမြူဂုံရှိတဲ့လင်ရရင်ရှင်လဲဂုံရှိမိမြူတထေးသားနေရရင်ရှင်လဲတော်ကွာငါပတ်ဆက်မဲ့လို့ပြောနေတာမဟုတ်ဘူးကွာနားလေလားကျမသိတယ်ရှင်ကပတ်ဆက်လဲမမက်ဂုံလဲမလိုချင်တာကျမသိတာပေါ့ဒါပေမဲ့ရှင်သမီးချမ်းသာစေချင်တာရဲ့ဂုံရှိစေချင်တာရဲ့အေးအဲ့ဒါသူ့ဖို့ပဲ ဟုတ်ပါလေလေ။ तू လက်ဒါတွေမစင်စားပဲနေပါမလား။လူချင်းရှာမှာပေါ့။အချင်းလေးကဒါပဲပြီလို့ဒီလောက်နဲ့သူ့ဟာသူတင်းတိမ်နေခြင်းနဲ့ဒါကိုရှင်ရန်လုပ်ပြီ။ဒါရန်လုပ်တယ်ခေါ်သလား။စေတနာกว่าစေတနာ။ရှင်တရေစေတနာရှိရင်ဖြစ်စေတင်တာကခုလိုဥပကပြုဖို့မဟုတ်ဘူး။တင်းနောက်တင်းနဲ့ပေးစားရမယ်။တို့ရဲ့ကြီးဝါတုတ်တဲ့ရေတွေဆက်ပြီးတာဝန်ယူရမယ်။ချောမောဖြောင့်မြပြီးចောင်းဆက်ထားတင်ထားရမယ်။ ငါတို့တမီးကိုငါတို့ပြစ်မထားဘူးဟေ့ဆိုတဲ့အပြုမူကျင်နာယူရမှုတွေပြရမယ်။ဒါမှတစ်ဖက်ကဟိုကိုကိုမောင်ကလည်းရှင်တို့ကျမတို့ကို လေးစားမယ်ကြီးညိုမယ်။တမီးကိုလည်းနိုင်တဲ့စီနေလှုပ်ချင်ရင်တောင်ယွန့်သွားမယ်။ဒါကိုကျမပြောနေတာ။နောက်ပြီးသူတို့မှလည်းအညွန့်တလူလူနဲ့မဟုတ်လား။ကိုကမြေတောင်မမြောက်ရင်ဘသူကကဲမင်းလှုပ်ချင်တာပဲလှုပ်တော့ဟေးငါမပြောတော့ဘူးမောတယ်တော်ပြီတော်ပြီ။ဤတွင်မှာနှခမ်းတောင်နှစ်ဖက်တွင်အမြုတ်ထနေတော့မှဝင်ဖြူက ဲ့ဒါကျမတို့ဘလို့လို့ရင်ကောင်းမယ်ဆိုတာကလေးတစိမ့်လောက်ဥတာလူကအကြဉျဉ်မလို့တော့ဘူးလေခုမဝင်ဖြူပြောတာလောက်ကောင်းတဲ့စီစဉ်ဘယ်ရှိနိုင်တော့မှလဲတိတ်ဖို့တန်နေစေတနာပဲဥစားအတွင်း23အမှတ်982ရှုမဝါမဂဇင်ဇန်နဝါရီလ1990ခုနှစ်အခုဖတ်ပြလိုက်တာကတော့ဆရာကြီးတာရူရဲ့တာရီသမီးရေးဆိုတဲ့ဝတ္ထုလိုပဲဖြစ်ပါတယ် ားဆရာပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့မှပြန်ဆုံကြမယ်နော်။